အဲ grade 11ရဲ့ chapter 1ကလေဘာနဲ့စလဲဆိုတော့1.1ကတဲ့ importance of biology ပေါ့နော် biology နဲ့ပတ်သက်တဲ့အရေးပါမှုပေါ့အဲ့တော့ biology လို့ပြောလိုက်လို့ရှင်သူက as most people understand it ပေါ့နော်လူများစုကသူနဲ့ပတ်သက်လို့အများစုကသိပြီးသားနော် it is the science of life ပေါ့နော် biology is the study of living things လို့လည်းမှတ်ကြရလေနော်သက်ရှိတွေကိုနေလာတာပေါ့အဲ့ဒီမှာဘာတွေရှိလဲဆိုတော့သူတို့သိထားတဲ့သတ်မှတ်ချက်ပေါ့နော် they regard it's as the study of living things လို့သိရလေတွေ့လားဘယ်သူတွေပါလဲ plants တွေ animals တွေ microorganisms တွေပါတယ်ပေါ့เนาะအဲ့တော့သူတို့ဘာတွေသဘောပေါက်လဲ what they do not realize သူတို့မသိသေးဘူးတချို့ဟာကြတော့เนาะ that their very existence depends on their understanding of biology ပေါ့เนาะဒီ biology ရဲ့နားလည်မှုတွေပေါ်မှာဒီခုပြီးတော့เนาะသူတို့ဒီတည်ရှိနေမှုတွေအကြောင်းသိကြသူတို့အကုန် เนาะตบอปอกตาတော့မဟုတ်เนาะဘာတွေကိုตบอမပောက်တာရှိအောင်မလဲပေါ့เนาะ what they do not realize ပေါ့เนาะ realize ကသိရှိနားလဲတာပေါ့เนาะသိရှိနားမလဲတာတွေကဘာတွေလဲပေါ့ so ဒါကြောင့် unknowingly မသိတဲ့အခါကျတော့ they are အလုပ်သူတို့ဒီ bio နဲ့ပတ်သက်လို့သိစားမသိတဲ့အခါကျတော့ plants တွေ animals တွေ microorganisms တွေနဲ့ပတ်သက်ပြီးတော့ကောင်းကောင်း not relax မဖြစ်တဲ့အခါကျတော့ တဘာဝရဲ့မြတ်တာမှု balance တူသွားမှာဟောက်ချက်ပြီးတယ် disturbance လို့တယ်အဲ့တော့ကမ္ဘာကြီးတစ်ခုလုံးက suffering ကြုံတွေ့ရတယ် under the impact of infectious diseases outbreak ကုသရောဂါနေနော်ရဲ့ outbreak နော်မထိန်နိုင်အောင်တခါလေပြန့်နှံ့မှုတွေရှိမယ် weather changes ရာသီဥတွေပြောင်းလဲတယ်ဖောက်ပြန်တယ် cause by the effect of global warming global warming တွေချေလို့ ဖြစ်ကြတယ်ပေါ့เนาะ global warming တွေဘာကြောင့်ဖြစ်လဲဆိုတော့နေရောင်ကြားကြတဲ့အပူပေါ့เนาะသူကကမ္ဘာကိုကြားရောက်လာတဲ့အခါမှာပုံဝင်အားဖြစ်ဆိုဒီမှာ reflect ဖြစ်တယ်ဒါမဲ့ဒီခြေရုပ်ရဲ့ atmosphere မှာ carbon dioxide and other gases တွေရှိနေတော့သူကဒီ heat ကိုသွားပြီး trap လုပ်လိုက်တာအဲ့ခါကျတော့ keep the up warm ပေါ့เนาะကမ္ဘာကြီးကဦးလေးသွားတာပေါ့เนาะဒါကြောင့်ဖြစ်တာ ။နောက်ပါလုပ်သေးတယ်လူတွေအလွန်ကြုံလေးငါဖမ်းတယ် over fiction နော် over hunting လုပ်တယ်။နောက်တတော်တွေပြုံးတရား deforestation ဒါတွေလုပ်တော့ဘာဖြစ်လဲ။ mainly to problems တွေဖြစ်တာပေါ့နော်။စားစားသုံးဖို့လေ feeding ပြဿနာကြီးတက်တယ်။နောက်ကဘာမှာ exploding population လူရေရလည်းတိုးလာတယ်။လူတွေရလည်းသဘာဝကိုအသက်ကုန်နော် overfishing overhunting deforestation လို့တော့စားတော့ရေးအတွက်ခတ်လာတယ် Hello. you too, Jagwetware, many species of plants and animals to disappeared. Jagwetware, no? Uh, people do the knowledge biology knowledge they should have more knowledge on biology and understanding of nature. The Bawao, Nale Yami, Damada, War, Kabaha, now Damu, never have happened. That's what we're so it is of utmost importance to get ye that mankind should realize with the Bobawame that impact of man or nature will always return to them. တဘာဝပေါ်မှာလူတွေရဲ့တတ်ရမှုကပြန်ပြီးတော့ကိုယ်စီကိုပြန်ပြီးတန်းခံစားရတယ်ပေါ့နော်အဲ့တော့တဘာဝဟာ no? will give up ကိုပြန်ပေးမှာမဟုတ်လေ what it is given to it ကိုလုံးလိုက်တဲ့အရာ ubian jama. Apa bahaya mana betul leh so, concern so, betul, no? Animal breeding so, terus ni, mui me, agriculture, psychology, and also in the field of medicine, sape bina, ni pele tu pare, dan ni ni pele tu pop jala. Just to mention a few. ना भी लुटे आ रही भारी थी आम है सो ती भाइयों ने कहता था ये पापु ती ना ले आ रही ना realize the importance of biology भारी थी आ रही ना देखा knowledge थी तो तो ना ती आ रही तबाव protect लोग ना तारे उले कुंजियां में ना ना मुन नेरे नाइंग एंडी स्टार्विंग नेशन ना नेशन ने हो ने 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 फिर စားတော့တယ်ကျွေးမွေးဆောက်ရှောက်ရမယ်ဒါမှသာကဘာကြီးကိုဘလိုပုံစံနဲ့ထားခဲ့ပါလဲ butter plates ပိုတဲ့ကောင်းမွန်တဲ့အနေထားနေရာတစ်ခုဖန်တီးရမယ်နောက်မျိုးဆက်တွေအတွက် other further generations တွေအတွက်เนาะမျိုးဆက်တွေအတွက်နေရာကောင်းနေခြံထားရမယ်1.1.1ကဒီ bio နဲ့တခြား branches တွေရှိတယ်เนาะသူရဲ့ links တွေပါ တော့ bio ကဖြစ်လဲဆိုတော့အခြေခံကြတယ် fundamental important အရေးပါတဲ့သဘာဝသိပ္ပံနော်သူက many disciplines သူရဲ့ significant တွေလည်းအများကြီးပဲ branches တွေလည်းအများကြီးပဲကိုလေ့လာဖို့အတွက်အဲ့ဒီထဲမှာတချို့ဟာအခြေခံအချက်တွေရှိတယ်နော် basic first principles တွေရှိတယ်ပါလဲဆိုတော့ကိုကဒီတက်ရှိတွေရဲ့ structure ဘိုင်းနေ function တွေကိုလေ့လာတဲ့အပိုင်းเนาะအဲ့တော့ကြာတော့သူရဲ့ structure နဲ့ function နဲ့လေ့လာတယ်။သူက pure science လို့ခေါ်တယ်เนาะ structure ရဲ့ function ကိုလေ့လာတဲ့အပိုင်းဆိုရင် pure science example ပြောမယ်ကွာဘာတွေလဲ great ten မှာသင်ခဲ့တယ် morphology form structure လေ့လာတာနောက်တစ်ခါ cytology cell တွေလေ့လာတာ ဟာမျိုးတွေပေါ့နော်သူရဲ့ function နောက်ပါရှိသေးလဲဆိုတော့ apply science လို့ခေါ်တဲ့အတုံးချတိတ်ပံသူအဲ့မှာ practical တွေပါတယ်နော် practical application တွေရှိတယ်အတုံးချတိတ်ပံ other branches က applying the basic knowledge ကိုရဲ့အခြေခံ knowledge ကိုအခြေခံပဲ practical application တွေနောက် technologies တွေပါတယ်ပေါ့နော်ဒါဆိုရင်တော့တချို့ကအတုံးချတဲ့ သိပ္ပံဘာသာရဲ့အဲ့တော့ pure science apply science နှစ်ခုရပြီ apply biology မှာဘာပါသေးလဲ biotechnology ရှိတယ်ဘာလုပ်တာဆိုဒီ biology ကိုပဲသူအသုံးချသွားတာ product တွေထုတ်တယ် industry စမှုလုပ်ငန်းတွေမှာအရက်တွေပြီးရပြီး wine တွေနော် yeast မျိုးတွေမွေးပြီးတော့ထုတ်တာမျိုးတွေရှိမယ် bacteria မွေးပြီးတော့ဒိန်ချင်တွေထုတ်လို့ရမယ် เนาะဒီချေတို့မျိုးစုံဆေးတွေလည်းသီးရွက်တွေအကောင်တွေကနေထွက်တာမျိုးတွေရှိ industry the medicine now veterinary science restoration ဒရိစံမွေးတယ်လीเนาะအိမ်မွေးဒရိစံလေးတွေကအစပြန်လဲပြီးတော့ကို restore ပြန်လာပါလားနောက်ကျမ်းမာရေးဆောက်ရှောက်ရမယ်လူသားတွေနဲ့တရဝါတွေရဲ့ကျမ်းမာရေးတွေဆောက်ရှောက်တာရှိမယ် စိုက်ပျိုးရေး agriculture နော်လုပ်ငန်းကြီးတွေစိုက်ပျိုးရေးလုပ်ငန်းကြီးတွေရှိမယ်ပြိဿံမွေးမြူရေး animal husbandry နော် farming of crops ကဘယ်ဒီနေနေစိုက်မယ် breeding of livestock for food မွေးမြူရေးပါပောက်တဲ့လုပ်ငန်းတွေလုပ်တာနော်ဘာလို့ပြောလဲအစားအသောက်တွေရဖို့အတွက်နောက်ဒါမျိုးတွေရှိတယ်အာ many branches ဒီ disciplines တွေကဒီ biology ကနေတိုးတက်လာ ဘာလို့လဲဆိုတော့ဒီတခြား science နဲ့သူနဲ့อ่ะ close association ဒီကဆောင်ဆက်ဆက်မှုရှိတယ်အဲ့ဘိုင်ရောဘာနဲ့ပတ်သက်တယ်လဲဆိုတော့ physics chemistry geology geography mathematics computer science သူတို့ ਨੇ ဘိုင်ရောနဲ့ပတ်သက်တယ်ဘယ်လိုပတ်သက်လဲနော်အဲ့ဒီ science တွေကဒီ biologists တွေအတွက်သူတို့လေ့လာတဲ့အခါမှာသက်ရှိရဖြစ်စေ organism ရဲ့ life process vital အသက်တမျှရေးပါတော့နော်အဲ့ဒါတွေနားလည်ဖို့သူတို့လေ့လာတယ်လေ့လာတဲ့အခါကျတော့သူတို့ information တွေသူတို့လုပ်တဲ့နေပင်ကနေ biological process တွေလုပ်တဲ့အခါမှာအဲ့ဒီပုံမှာသူတို့ information တွေရတယ်ဥပမာငှက်တွေရဲ့ပြန်တမ်းမှု like flight of the bat ဒါ biophysics နဲ့လည်းပတ်သက်တာပေါ့နော် ecolation ecolocation not in bats လင်းတို့တွေမှာလေပဲ့တင်တန်းမျိုးပေါ့เนาะဒါတွေက physics နဲ့လည်းဆက်နွယ်တယ်အဲ့လိုပဲ biochemistry ကြတော့ chemical substances တွေဒီကျတော့ခန္ဓာကိုယ် chemical တွေနဲ့တိစောက်ထားတာပဲ chemical process တွေကစားထဲမှာရှိတယ် respiration photosynthesis ဒီအပိုင်းတွေမှာကျတော့ပါနေတယ် organisms တွေက biogeography ကကြတော့အပင်တွေပြိဿန်တွေကဘာကြီးတခြားသူရဲ့ space and time alike ပြောင်းလဲသွားတာဖြစ်စဉ်ရှိတယ် เนาะဒါကြောင့် distributed on earth through space and time เนาะဒီအချိန်နဲ့အပြတ်တို့ပြောင်းလဲရွှေ့ပြားနေတယ်ပထဝီမြေကြီးပုံမှာเนาะ earth ပုံမှာပြန်နေတော့ bio geography လဲပတ်သက်တာပဲအာဒါအရဒါတော့နည်းနည်းပဲ example ဆန်းနေပဲเนาะ biology နဲ့ other science တွေဒီ bio နဲ့ပတ်သက်တဲ့ level မှာ advanced ဖြစ်ဖို့တော့အများကြီးရှိသေးတယ်ပေါ့เนาะ match to the advanced in the field of biology ပါရှိသေးတယ် အဲ့တော့ဒါလေးကိုသိရမယ် biology ဆိုရင် pure biology applied biology other science pure မှာခုနက form form and structure ကိုကြည့်တယ် morphology anatomy histology cytology အဲ့တော့ apply ဆိုရင် biotech ကြည့်မယ် veterinary science တိမွေးကူပေါ့နော် agriculture site ပြောရေး animal husbandry duration မွေးမြူရေး other science မှာ physics chemistry သင်ချပါတော့ mathematics geography နဲ့ပေါင်းလိုက်တော့ biophysics biochemistry biometry biogeography နောက်ဒါရရှိတယ်သူရဲ့ branch uh, တွေအဲ့တော့ classification တွေခွဲမယ်နော် grade 10တော့လည်းသင်ခဲ့တယ် taxonomy တချို့တော့လောက်ကြမယ် identification in biology is the process in which an organism or specimen is classified and assigned a specific name. Scientific name. They Taipan name Bebo drug. Tashi tuku away. Microscope net di man slightly ma jira specimen li jang webchisi. No? Dilo mio li la re process ko. Taxonomy. Yo kwe re apai. A biologics တွေအားလေမတူညီတဲ့ differences တွေ unit features ထူးခြားတဲ့ features တွေရှိတယ် အဲ့ organisms တွေအုပ်စုဖွဲ့ grouping လုပ်မယ်ဘယ်လိုလုပ်လဲတူတဲ့ character ယူလိုက်တာပြီးရင်မတူတဲ့အပိုင်းကိုဖယ်လိုက်တာ it similar ones apart our classification နဲ့ဖြစ်စဉ် grouping နဲ့ဖြစ်စဉ်စီလိုက်တာဖြစ်စဉ်တွေကိုအစင်လိုက်စီလိုက်တာအဲ့ဒါကိုဘာလို့ခေါ်လဲ hierarchical order grade 10မှာသင်ခဲ့တယ်เนาะ hierarchical classification လို့ခေါ်ခဲ့တယ် တော့အဲ့မှာအရှင်တော့ခေါ်ခဲ့တာ kingdom anime kingdom plant kingdom ပြီးတော့မှ phylum မျိုးပေါင်းစုအပင်ဆိုရင် division မျိုးခွဲ class မျိုးစင် order တွေထပ်ခွဲမယ်ပြီးတော့မျိုးရင်း family genus မျိုးစု species မျိုးစင်ဒီလိုမျိုးအစစ်စစ်ကို hierarchy လို့ခေါ်တာမှာဒါကြ taxonomic hierarchy ဲ့ဒီမှာ eight taxonomic groups of taxon ရှိတယ်။ top အပေါ်မှာက three domains တုံးဘူးတွေလည်းနောက် greater တော့ကအစမှာပါပြီးသား archaea bacteria ယူခါပါ။အဲ့ဒီ domain တုံးကိုထပ်ခွဲ subdivided လုပ်တော့ different levels 7 on a new ဒါတွေလည်းပြောမယ်ခုနတိုင်းပဲ kingdom phylum နဲ့ division က plants နဲ့ animals မှာ animals or phylum, plants or interfection, class, order, family, genus, species. Laga, <laughs> living organisms, <laughs> ma domain dongu, archaea, bacteria, eukara. Are my kingdom takwere, archaebacteria, eubacteria, protista, fungi, plantae, <laughs> animalia. Great hair, huh? oh, not that. အဲ့လိုလုပ်ခဲ့ပြီးပြီเนาะအခုနောက်တနည်းသွားမှာအနာသာမတ္တ classification ဘာလို့ခေါ်လဲဆိုတော့ characteristics เนาะသူကကြတော့ဒါနီးခစ်တခစ်တခစ်တ modern taxonomics ဒီပြန်တာသူတို့လုပ်ခဲ့တာအဲ့ technique ကဘာသွားသုံးလဲဆိုတော့ in this method of classification many techniques are used including ဘာပါလဲဆိုတော့ DNA ရဲ့အောင် compare လုပ်သွားတာမတူညီတဲ့ different species တွေပြီးရင်ဘလောက်သူတို့ဆက်ဆက်မှုတွေနှိစက်မှုတွေရှိတယ် how closely they are related เนาะသူတို့ရဲ့ဆက်ဆက်မှုတွေနှိကက်မှုတွေဘလောက်ရှိလဲဆိုတဲ့အပေါ်မှာ compare လုပ်ပြီးတော့ခွဲသွားတာအဲ့လိုမျိုး organism တွေကိုမျိုးခွဲဖို့အတွက်စောင့်ရွက်ဖို့ဆို biologist တွေအရင်ဆုံး identify figure features တွေသူတို့ရဲ့ရုပ်ပုံ morphology တွေ anatomy တွေကိုကြည့်ပြီးတော့သူတို့ခွဲမဲ့ key တစ်ခုအနေနဲ့သတ်မှတ်မယ်။เนาะသူတို့ခွဲတဲ့အချက်ပေါ့။အဲ့ဒီ key ကအရိုးရှင်းဆုံးပဲဒီ organism တွေကိုခွဲတဲ့နေရာပါ။เนาะရိုးရှင်းတဲ့နည်းလမ်းဖြစ်တယ်။ဒါကြောင့် keys provide a simple way ဒါရီကြက်ဖို့မလိုဘူးเนาะ classify organisms အဲ့ပုံလေးပေးထားတယ် figures ကိုနောက်ပြီးတော့မှပြမယ်ဟဲ့လားအဲ့ ဲ့ဒီ key ကိုဘာလို့ခေါ်လဲဆိုတော့ dichotomous keys die ဆိုတာနှစ်ခုเนาะအဖြေနှစ်မျိုးဒီစားတာဒီမျိုးခွဲဖို့အတွက်ဒါကြောင့် simple way ပဲ to put unknown organism ကိုကမသိเนาะမသိတဲ့ဥစ္စာတွေခွဲတဲ့အခါမှာ based on easily identifiable characters ဒီ question တွေကိုမေးသွားတာမေးခွန်းလေးတွေမေးမေးပြီးတော့သူကလောက်သွားတာအဲ့ဒီ question အမှမှာကိုကမေးခွန်းလေးတစ်ခုမေးလိုက်ရင်ကွာ အဖြေဖြစ်နိုင်တာလေးနှစ်ခုပေါ့နော်အဲ့နှစ်ခုကလည်းရွေးသွားတယ်ညီပေါ့နော်အဲ့လိုမျိုးစကားဘယ်ရလာလဲဆိုတော့ dichotomax ရဲ့အဓိပ္ပာယ် greek ဘာသာစကားပေါ့နော် dichotomax keys ya greek words ပေါ့ divided into two parts ပေါ့နော်အဓိပ္ပာယ်အဲ့တော့ groups ခွဲလိုက်တဲ့အခါမှာ categories ကိုထပ်ကထပ်ကအစဉ်စဉ် repeatedly နှစ်မျိုး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 ခွဲမှာနော် အရင်ဆုံးစခွဲရတော့သူက general ရေပူရ radar risk ကစခွဲလိုက်ပြီးတော့မှတစင်းတစင်းပြင်ပြီးတော့သူ့ရဲ့ step by step ခွဲထုတ်သွားမယ်အဲ့ဒီ radar risk ကကိုယ်ကလည်းမသိဘူးကိုမသိတဲ့ organism ဆိုလဲเนาะသူ့ရဲ့ key ကိုကြည့်ပြီးတော့ကွာနှိုင်းရှင်ပြီးတော့ခွဲလို့ရတယ်ဒါကြောင့် Predatories of NO organisms are compared to that given in the dichotomous keys. One of the keys got to be. ကယ်လို့ organisms ကအဲ့သူခွဲတဲ့ category တစ်ခုမှာသွားပြီး fit ဖြစ်သွားပြီဆိုရင်အဲ့ဒီကောင်နောက်တဲ့အောက်မှာစာကြောင်းမှာသူဘာပြောထားလဲဆိုတဲ့အောက်ကိုဆက်ပြီးတော့ဖတ်ရမယ်ပေါ့နော်ဒါကြောင့် go on သွားမယ် to the next set of statements သူဘာဆိုလို့လဲဆိုတာဆက်သွားဆက်သွားအဲ့လိုပဲတစ်စင်းတစ်စင်းဆက်သွားဒါကြောင့် by following the sequence of the given diagrammatic key data ပေးထားတဲ့ဒီ diagrammatic key ရဲ့အစဉ်လိုက် ဖြစ်နေတဲ့အားရအောက်မှာသူကပေးတဲ့အခါကိုကရွေးပါ making the correct choices လို့သူရမသိတဲ့ organism ဆိုကိုကရွေးမယ်ပြီးရင်ခွဲမယ် can be identified ပြီးတင့်တော်တဲ့အုပ်စုထဲမှာသွားထည့်မယ် in their proper taxonomic level a level မှာသွားထည့်မယ်ပေါ့နော်ဒါဒီတိုင်းရှင်းဖို့ထဲလေ့ကျင့်တဲ့အခါကိုလွယ်တယ်ပေါ့နော်အဲ့တော့ figure 1.2ပေးထားတယ်เนาะ ဒီမှာပြတဲ့အခါကျတော့ဖောက်ကအရန်သေးတယ်စာအုပ်ထဲက textbook ကနေလိုက်ကြည့်မှရမယ်ပေါ့နော်အဲ့ဒီအပိုင်းကိုခွဲတဲ့အခါမှာတခြားနည်းနဲ့ပြောပြမယ်နော်အရင်ဆုံး living things လို့ပြောလိုက်တယ်တရှိတရှိဆိုရင်ဆဲလေးတစ်ခုလားဒါမှမဟုတ်ဆဲလေးအများကြီးလားနဲ့စဉ်းစားဒါဆိုရင် unicellular multicellular ကိုစဉ်းစားလိုက် unicellular လို့ပြောပြီပါ နော်ဆဲနေရတယ်တစ်ခုတည်းရှိတယ်တစ်ခုတည်းရှိတယ်ဆိုလို့ရှိရင်ဘာနဲ့တခါထပ်ပြီးတော့ပြောမလဲဆိုတော့ကိုတော့ကဆဲတစ်ခုတည်းရှိတဲ့တဲမှာ nucleus ပါလားမပေါင်းလားနဲ့ခွဲလိုက်နော် nucleus မပေါင်းလို့ပြောရင်တခါထပ်ခွဲအောင်ဇာတိဥတုအင်မတန်မှ extreme ဖြစ်တဲ့ environment ပေါ့ကဘာကြီးပူလောကြီးတဲ့အချိန်ကရှင်သန်ခဲ့တဲ့သက်ရှိပြီပေါ့နော်အဲ့လိုမျိုးနေရာမှာ နေတာလားမနေဘူးလားကြည့်လိုက်တယ်။နောက်အဲ့တော့ဘယ်လိုလုပ်လဲကြည့်ရအောင်။ living thing ဆိုရင် unicellular multicellular နဲ့ဖွဲ့လိုက်။ unicellular ဆိုရင် nucleus ရှိလားမရှိဘူးလား။ absent present မရှိဘူးဆိုရင် extreme environment မှာတွေ့လား usually found လား not found လား။အဲဒါဆိုခွဲလို့ရတယ်။ तू อ่ะသတ်ရှိလဲဟုတ်တယ်။ ဆဲရလဲတခုတည်းပဲနျူကလ িয়াস ကလည်းမရှိဘူးတင်းထန်တဲ့ပူနွမ်းတဲ့ environment မှာလည်းသူနေတယ်ဒါဆိုဘာတူလဲ archaea bacteria တို့ဟောရွေးလို့ရတယ်ဒါဆိုရင်နောက်တနည်း extreme environment မှာမတွေ့ဘူးဒါပေမဲ့ nucleus ကလည်းမရှိဘူးဆဲရလဲတခုရဲဆိုရင်တော့ due bacteria အဲ nucleus ကရှိရဆိုရင် protista ကိုသွားမယ်နော် protists ကို ရောက်သွားတယ်ပေါ့เนาะနောက်ထပ် block ထပ်ခွဲလို့ရတယ်ဒီအပိုင်းကမရတော့ဘူးပေါ့เนาะဒါဆိုရင် unicellular ကိုခွဲတဲ့နည်းပြီးသွားတယ် multiweb ကိုကြည့်မယ် multi တော့ပြောလိုက်ဆဲရအများကြီးပဲအဲ့မှာ chlorophyll မခွဲခင်မှာ cell wall ကိုအရင်စဉ်းစားเนาะ cell wall ပါလားမပါဘူးလားမပါဘူးဆိုရင်เนาะ cell wall မရှိဒီချေတို့လူတွေ animals တွေပဲ မမတောက်တော့ဖြစ်နေတာအပင်လေးเนาะ cell wall present ပေါ့เนาะရှိတယ်မရှိဘူးပေါ့အဲ့တော့မရှိဘူးဆိုရင်တော့ animalia animal အုပ်စုရှိတယ်ဆိုတော့ chlorophyll ပါရင်တော့အပင်လေးပေါ့เนาะ plant ပေါ့ chlorophyll မပါဘူး cell wall လည်းရှိနေတော့သူ့ကိုကြာမှုပေါ့เนาะ fungi ပေါ့အဲ့တော့သူကဒီမှာနေရပ်သွားမယ်ဒီကောင်ကမရပ်ဘူးအပင်ကကြာเนาะဆက်သွားလို့ရတယ် အပင်ကြတော့ဘယ်လိုလုပ်မလဲအပင်ကိုဘယ်လိုခွဲမလဲเนาะ non flowering plants flowering plants ပေါ့ပန်းပွင့်တာနဲ့မပွင့်တာ great tan မှာတင်ခဲ့တယ်เนาะအဲ့တော့ပန်းမပွင့်တဲ့နေရာမှာတခါဘာတွေရှိသေးလဲဆိုတော့ spore တွေနဲ့เนาะ fan တွေဆိုသူ့မှာလေအနောက်လေးထဲမှာ spore တွေပြန့်ပြီးတော့သွားတာเนาะအဆင်ထုတ်တာရှိတယ်ပေါ့เนาะဒါမျိုးနဲ့ခွဲလို့ရတယ်အဲ့တော့ဒီမှာဘယ်လိုခွဲထားလဲဆိုတော့ အကောင်ကိုခွဲမယ်ဆိုရင်အနီမေးလေးရောတရိစ္ဆာန်ကိုခွဲမယ်နော်တရိစ္ဆာန်ကိုခွဲလို့ရှိရင်တော့ကြောရိုးရှိတာနဲ့မရှိတာနဲ့ခွဲမယ် without bug bowl with bug bowl ဒါဆိုရင် inverted breaks inverted breaks နဲ့ခွဲလိုက်အော်ကြောရိုးမရှိတာလည်းထပ်ခွဲလို့ရသေးတယ်ဘယ်လိုခွဲလိုက်လဲဆိုတော့သူ့ရဲ့အပေါ်ကအခေါ်နေပါတာနဲ့မပါတာနဲ့ခွဲလိုက် နော်အခွန်နေလဲပါတယ်ခြေထောက်တွေကလည်း joints ပေါ့နော်တစ်ခုနဲ့တစ်ခုဆက်ထားတယ်ပေါ့နော်ဒါမျိုးဆိုရင် arthropoda inserts of soup အဲတစ်ဖက်မှာကအပြင်ခွန်မပါဘူး body ရဲ့ segment တွေနဲ့နော်သူဆက်တဲ့ brick style ဖြစ်တယ်ဒါဆိုတီကောင်လိုမျိုး annelida of soup နော်ဒါမျိုးလေးနဲ့ကွာနှစ်ခုခွဲတာအဲ့တော့ animals ကိုတစ်ခါဖတ်ပြီးတော့ ကြောရိုးရှိတယ်ပေါ့နော်ခုမှကြောရိုးရှိတယ်ဆိုရင်ကြောရိုးရှိအုပ်စုကကော်ဒီတာကော်ဒီတာကော်ဒီတာကိုကျရိုးခွဲလိုက်တဲ့အခါမှာကြောရိုးရှိရခန္ဓာကိုယ်မှာ feathers လို့နှုတ်သီးတွေပါတာနဲ့အမွေးနော် memory glands တွေပါတာနဲ့ခွဲလိုက်တယ်အဲ့တော့ငါကိုကိုကပြောချင်တဲ့အခါကျတော့ feathers and beaks နဲ့ပြောမယ်ဒါက mammals ကိုပြောချင်တော့ mammalia ကိုပြောချင်တော့ hair ရယ် memory glands နဲ့ခွဲလိုက်အဲ့တော့ mammals မှာတစ်ခါထပ်ခွဲလို့ရသေးတယ်နော်ခွဲတော့သားပိုက်ကောင်လို့လူတိုက်တော်ဝါရှိတယ်ဘိုက်ထဲမှာတအိမ်မှာအချင်းကတ်တဲ့လူတိုက်တော်ဝါရှိတယ်အဲ့တော့သားပိုက်ကောင်ကြတော့ तू ကဘယ်လိုရှိလဲ marsupilio နော် kangaroos အကောင်ကြီးက pouch ရှိတယ် till present ပေါ့เนาะ limbs ကလည်းခြေလက်က၄ချောင်း digits က claws ပေါ့အစွဲတွေနဲ့ အဲဒီဘက်က members က percentage absent เนาะခြေလက်လေးကြောင့် digits with nails เนาะခြေလက်သေးလေးတွေနဲ့အဲ့တော့သူကဘယ်သူ့ကိုပြောချင်လဲဆိုတော့ primates အဆူအဲ primates လို့ပြောတော့တခါထပ်ခွဲအမွေအထုနဲ့အတုနဲ့အုပ်တာ body covered with thick hair လား short hair လားခွဲလားအဲ့တော့ thick hair ဆိုရှင်ဒီမှာ fungi တွေ epics အဆူ ဒီဘက်က short hair အုပ်စုဆိုရှင် homonide homo ကနေတခါဒီကျဲတို့အခုလက်ရှိလူသားတွေက sapiens homo sapiens ဆိုရင် human အဲ့လိုခွဲသွားပြီးတော့ exercise ကိုဖြေရမှာဖြစ်တယ်အဲ့တော့အပင်ဘက်ကိုတွားမယ်အပင်ဘက်မှာ chlorophyll မပိုင်ပိုရတော့ဟုတ် chlorophyll ပါတော့အပင်အပင်မှာ non flowering flowering spore ထောက်တာက fans ပင်လေးเนาะဒီအပင်လေးတွေမှာအောက်ထဲမှာ spool လေးတွေရှိတယ်။အစက်ထွက်တာဒီအရွက်ကထင်းယူပင်ရဲ့အရွက်ရဲ့အပြင်ဘက်မှာမျိုးစေ့ဟာပေါ်နေတာ။ဒါကြောင့်မျိုးစေ့ကိုဖော်ထားတဲ့အတွက် gymnosperm လို့ခေါ်တယ်။ဒီဘက်က spool ထုတ်တာကိုကြာတော့ fans ပင်ရဲ့အုပ်စုက pteridophyte ဒီနာမည်တွေဒါတွေက great term မှာသင်ခဲ့ပြီးသားတွေเนาะ chapter 1က။နောက်ဒီမှာ seed bearing ဆိုရင် pines ပေါ့เนาะဒီ tube ရဲ့ ပုတ်စုဒါက non flowering ပန်းပွင့်နေဆိုတော့ဘာဖြစ်လဲမျိုးစရာအထဲမှာဖွက်ထားတယ်တရေသီးဆိုအထဲမှာအဆေရှိတယ်လေအဲ့တော့ပန်းပွင့်နေအပင်နော်အပင်ကိုခွဲလိုက်တဲ့အခါကျတော့အဆေရအဆေရတစ်ခုလေ angio sperm လीနော်မျိုးစိဖွက်ထားတာအဆေရတစ်ခုလေလားအဆေမှာရှိတဲ့အရွက်နှစ်ခုလား two cotyledons လား 1 cotyledons လားတစ်ခုဆိုရင် mono cotyledons နောက်ခုဆိုရင် di cotyledons အဲ့မှာမ mono ထပ်ခွဲလို့မရတော့ di ကိုထပ်ခွဲလို့ရသေးတယ်ဘယ်လိုခွဲလိုက်လဲသူ့ရဲ့ပင်စီအတိုင်းအပြော့အမာနဲ့ခွဲလို့ရတယ် soft stems လား hard stems လား hard ဆိုရင် woody stems နော်သူက unisexual အဖို့တစ်မျိုးအမတစ်မျိုးတည်းပဲ သူကအပေါ်ရောအမရောပါတယ် bike sanction အဲ့တော့သူကဘာလုပ်လဲဆိုတော့သူကပစ္စည်းရဲ့ pumpkin oats သူက just spindles အဲ့ဒီမှာမတကထက်ခွဲတယ်အစိတ်တစ်ခုတည်းလားအစိတ်တွေအများကြီးလားနော် citrus လိုမျိုးနော်ဥမာနောက်ချီသေးတယ်လေအစိတ်တစ်ခုတည်းမကရှိတဲ့ဟာလေဩဇာကြီးလို့လူမျိုးနော်အစိတ်တွေအများကြီး more than one seed နော်ဆိုရှင်ဒီမှာကြတော့ root ရ seed ဆိုပြီးတော့သူကပေးထားတယ် citrus plant ပေါ့နော်အဲဒီမှာကြတော့ single seed မှာကြတော့ anaka dca เนาะ magni magnifara indica လို့ပေးထားတယ်အဲ magnifara indica ကတရတိရဲ့သိပ္ပံနာမည်ဖြစ်တယ်မန်ဂိုပေါ့အဲ့တော့ပြောချင်တာကအားလုံးကဘယ်လိုလုပ်ထားလဲဆိုတော့သူကသူ့ရဲ့ method က digramas key လို့သူပြောလိုက်တဲ့တိဆောက်ပုံပေါ့เนาะရိုးရှင်းတဲ့နေ့ ကိုမသိတဲ့ organism တွေကိုတခုထဲမှာထည့်သူရဲ့ဒီမေးထားတဲ့ question တွေရဲ့ characters ပေါ်မှာလွဲကူစွာပဲသူကအခြေခံထားပြီးတော့ဖြစ်နိုင်တဲ့အဖြေရလေနှစ်ခုပေးထားမှာเนาะအဲ့တော့သူကဘယ်ကစဉ်းသက်လာတယ်လဲဆိုတော့တခါတလေကြရင်သူကเนาะဒီမှာဆိုလို့ရှိရင် taxonomic level တူပေးထားတယ်တခုနဲ့တခုเนาะတစ်စက်တစ်စက်ကူသွားတာဒါကကပြောပြတာအပိုင်းအဲ့ဒီမှာကြည့်အောင်ဖေကလေး ပုံလေးပေးထားတယ်ပုံလေးထဲမှာပဲကြည့်ပြီနော် plant ရဲ့ definition အတ္တမဓမ္မပေးထားတယ် number 1ကဘာပေးလဲဆိုတော့အစာရေကြောစနစ်မရှိဘူးလို့ပြောတယ်တခါအစာရေကြောစနစ်ရှိတယ်လို့ပြောတယ်အဲ့တော့မရှိဘူးလို့ပြောရင် number 2နှစ်ကိုဆက်သွားပါတဲ့ဒီမှာ number 2အရာရုပ်ဖြစ်ပေါ်ခြင်းမရှိတဲ့ဟာရွေးခိုင်းတာ။အော်ဒီတဲ့ကနေရွေးလိုက်တဲ့အခါမှာတဲလိုဖိုက်တာကို ရွေးလိုက်တယ်ပေါ့เนาะဒါ great ten ရဲ့ chapter 1ကစာတော့ကြည့်မှုလို့ရယ်เนาะ spore လည်းရှိတယ် now gametes တွေဖြစ်ပေါ်တယ်ဆိုရင်เนาะ bryophyta ဆိုလို့သူကရွေးလိုက်တယ်ဒီမှာကျတော့ vascular system ပါတယ်ပေါ့เนาะပါတယ်ဆိုရင်နံပါတ်3ကိုသွားခိုင်းတယ်ပုံးကိုရောက်တော့ပုံးက spore ထုတ်တာနဲ့အစ်ထုတ်တာအဲ့ spore ထုတ်တယ်ဆိုရင် daddy တို့ fighter ကိုယူလိုက်တယ်အစိတ်ထောက်တာကြတော့သူကနံပါတ်၄ကနေထပ်ခွဲတယ် non flowering plants လား flowering plants လားဆိုပြီးတော့ရွေးတယ်အဲ့မှာပန်းမပွင့်တော့ champion spermie ကိုရွေးတယ်ပန်းပွင့်တော့ angio spermie ကိုရွေးတယ်ကိုကဒီဘက်ကနေအဖြေတွေကိုတိဆောက်ပြီးတော့မျိုးစုံလေ့ကျင့်ရမှာဖြစ်တယ်ပေါ့နော်။ဒီဟာကလေသင်ပြီးတော့လေ့ကျင့်တဲ့အခါကျမှပို့ပြီးတော့ exercise တွေလုပ်မှပို့သဘောပေါက်မှာပေါ့နော်။ဒီတိုင်းရှင်းအောင်ချက်။အကောင်လေးကားက ကိုကဒါတော့ကိုယ်စိတ်ထဲမှာဒီအကောင်ကြီးကိုမသိဘူးပေါ့နော်ကိုမမြင်ဘူးပေါ့ဟဲဒါဆိုရွေးမယ်သွေး cold-blooded animals နမနစ်ကိုသွားရဲသွားလိုက်ပေါ့ body cover with skin အခြေကုန်နေတဲ့အောက်ထားတယ်အဲ့ဒါလည်းနမနစ်ကိုသွားခိုင်းထားတယ် body နဲ့ not covered with skin အခြေကုန်နေတဲ့မအောက်ထားဘူးဆိုသွားပါအောင်ရွေးလဲဆိုတော့ amphibians ကိုရွေးလိုက်တယ်ပေါ့နော်နောက်တစ်ခါ number ပုံဒီကသုံးပုံသွားခိုင်းတာ one blooded animals လည်းဖြစ်ရမယ်သွေးနွေးလည်းဖြစ်ရမယ်နံပါတ်3မှာသူ့ရဲ့ခန္ဓာကိုယ်မှာ feathers တွေရှိမယ်ဆိုရင်တော့ဒါ bud ပေါ့သူ့ရဲ့ခန္ဓာကိုယ်မှာသွေးနွေးလည်းဖြစ်ရမယ်အမွှေးလည်းရှိရမယ်ဆိုရင် member ပေါ့နောက်ကတော့နံပါတ်4ကိုသွားခိုင်းတယ်ခန္ဓာကိုယ်အုပ်ထားတာ skill ဆိုတဲ့အခြေအကျတော့ရှိတယ်ဒါပေမဲ့အဲ့ဒီအခြေအကျက fins ဆိုတဲ့စူရဲ့ရက်တွေပါရင်ဒါဟာ fish တကယ်လို့ခြေလက်တွေမှာเนาะလေးချောင်းရှိတယ်ဒါမှမဟုတ် limbs တွေမရှိဘူးဆိုရင်အဖြေက reptile ကိုကျွေးရတယ်ပေါ့เนาะ။ကိုယ်အဲ့အင်းနည်းနဲ့လေ့ကျင့်ရတယ်ပေါ့เนาะဒီနဲ့ပတ်သက်တဲ့